တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှထွန်ပြန်လေးပြီးကြိုဆိုပါရစေ။ ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ April 9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နေခဲ့တဲ့ Indoor ဒရင်းနဲ့နည်းနည်းလေးထပ်ပြောပြချင်တယ်။အဲ့ထက်မှာကျွန်မအတိတ်ကအရေးကြီးတဲ့အရာတစ်ခုကိုပြောချင်တယ်။ဆိုတော့ဒီ Indoor ကြီးရဲ့အောင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်မဘာမှမပြောခင်မှာဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ရအောင်နော်။ဒီဒီရက်နေ့ကနေစပြီးတော့မှအပြန်အလှန်ဖြစ်ကြတာဟုတ်တယ်။ခဏလေးကြာသွားတဲ့သဘောဖြစ်တာပေါ့နော်။ Indoor က Skyline ထက်ပိုင်းတယ်ပေါ့နော်။လုံးဝ အရေးပါတဲ့ view ဟာထိုင်ထားတာလည်းဟုတ်တယ်။နဲ့အင်းတော်ကြပြီဆိုတာနဲ့စကိုင်းတိုင်းထက်ပိုက်မှရှိတဲ့အခြားနေရာတွေအတွက်လည်းကျတော်တော်လိုင်းရေးဓမ္မတွေတိမ်ပိုက်ဖို့ပို့ပြီးတော့မှအခွင့်အရေးနေရတယ်ပေါ့နော်။ပြီးကြရင်သူ့မှာကဟောင်းစားနဲ့လက်ထောင်ထားဖြစ်တဲ့အတွက်အင်းတော်ကိုအရင်သိနိုင်မှပဲအခြားမျိုးတွေကိုကျွန်တော်တို့ပါဝင်နိုင်တာဖြစ်တော့ဒါရန်သူတို့လည်းအရေးပါတာပဲကျတော်တော်လိုင်းဓမ္မတွေတော့လည်းအရေးအပါဆုံးမျိုးလို့ပြောလို့ရတာဟုတ်တယ်။ အခုဒီဗီဒီယိုထဲမှာပြောထားတဲ့အမျိုးသမီးကတော့ကျမတို့ရဲ့ PDF သူရဲကောင်းအမျိုးသမီးဖြစ်တယ်အမျိုးသမီးပြောထားတဲ့ထဲမှာ ီအင်ဒိုဟာဘလောက်ထိအရေးပါတဲ့နေရာလေးဆိုတာလေကျွန်တော်တို့ကြားရပြီဖြစ်တယ်ပြီးလို့ရှိရင်အခုဒီအင်ဒိုထဲမှာသူတို့ထောင်ထားတဲ့ဟဝန်စာနှလုံးကိုရရှိလိုက်တဲ့အတွက်ကြောင့်အင်ဒိုအနီးတဝိုက်တွေမှာဆက်လက်ပြီးလှုပ်ရှားမဲ့နေရာတွေအတွက်လုံခြုံတဲ့အရာဖြစ်သွားတယ်လက်နက်ကြီးအဲစိုးရိမ်စရာမလိုလောက်အောင်ကိုဖြစ်သွားတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီအင်ဒိုကိုကျွန်တော်တိမ်ပရရှိတာဟာအင်တာမဖျားကျေးဇူးတော်ဖြစ်တယ်မတ်လ28ရက်နေ့တုန်းကတလောက်ထိပြည်သူတွေမျက်ရည်အ ကြီးရဲ့အငငယ်ကြာနေတဲ့အချိန်မှာစစ်ခွေးတွေကတော့ဒီအင်းတော်ကို ဧပြီလ3ရက်နေ့တုန်းကလေရင်နဲ့ဘုံလာကျဲခဲ့တယ်။ဒါကြောင့်မို့ပဲကျွန်တော်လည်းဒီဒေါ်လာရဲကိုဆက်ပြစ်မှတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်9ရက်ဆိုတဲ့တပတ်ကြာတဲ့အချိန်မှာကျွန်တော်အောင်ပွဲကိုခံခဲ့ရတယ်။ဆိုတော့အခုကျမတို့အားလုံးသိရတဲ့အတိုင်းပဲမြင်ရတဲ့အတိုင်းပဲကျွန်တော်လက်နဲ့အကြည့်အငယ်တွေအများကြီးရရှိခဲ့တယ်။ဆိုတော့အင်းတော်ဟာဘလောက်ထိအရေးကြီးတယ်လဲဆိုတာလည်းကျမတို့ကြားရပြီဖြစ်တယ်။ကျွန်တော်ကချင်းပြည်နယ်နဲ့အညာဒေသကိုဆက်ထားတဲ့နေရာဖြစ်တယ်။ပြလို့ရှိရင်အင်းတော်ကိုရရှိလိုက်တဲ့အတွက်ကြောင့်တခြားနေရာမှာလှုပ်ရှားဖို့ရတဲ့ အတော်လေးအသက်ရှူချောင်သွားတဲ့အရာဖြစ်စေတယ်ဆိုတဲ့အကြောင်းအောင်ဘတ်မပြောချင်တဲ့အခုဒီအင်ဒိုဂျပန်လိုင်ကိုမာကတတ်မှတ်မူကြီးကိုတိုင်လာကုတ်ကဲပြင်းမှ နေတဲ့နေရာ ဖြစ်တယ်ဆိုတော့အင်ဒိုမြို့သိမ်းတိုက်ပွဲကြီးကိုမလုတ်ခင်မှာဧပြီလ3ရက်နေ့တုန်းကစစ်ခွေးဒီဘက်ကနေမှလေရင်နစီးနဲ့ပုံလာကြည့်တယ်ဖုန်ကြီးเจ้าနေအကုန်ပါသွားတယ် ပြီးတော့သူတို့နေ့တိုင်းနေ့တိုင်းလာကြေးတဲ့အခါမှာစစ်ခွေးတွေပေါ်မှာလာကြတယ်ဆိုတော့စစ်ခွေးတွေအများကြီးတည်သွားတယ်အခုမနေ့ကတော့ဂျပန်နိုင်ငံကနေထွက်ပြေးသွားတဲ့တပ်မမူဂျီအပါဝင်စစ်ခွေးတွေအတော်များများကိုလည်းပဲဒီကတာမြို့နားမှာဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာသိရတယ်ဒုတိယအချက်အနေနဲ့ကတော့ဒီစကားကိုတော့ကျမလွန်ခဲ့တဲ့အချိန်မှာလဲပြောခဲ့ဘူးတယ်ဒါပါလဲဆိုတော့ဒီအင်ဒိုကိစ္စနဲ့ပတ်သက်ပြီးတော့တရားဝင်မထုတ်ဖော်ခင်မှာ ကျတော့ PDF တော်လာရဲတွေကတော့စစ်ခွေးတွေကိုဘလို့အောင်မြင်ခဲ့တယ်ဆိုတဲ့ဥစ္စာကိုပြည်သူတွေကိုအယမ်းပြောပြချင်လာတဲ့ခါကျတော့ကိုကလုံခြုံတဲ့နေရာမရောက်ခင်တည်င်းကထွက်သွားတယ်အဲ့လိုဖြစ်သွားတယ်ဆိုတော့အခုကျမတို့မြင်ရတဲ့အတိုင်းပဲကျတော့ကလက်နဲ့အကြီးအငယ်တွေအများကြီးရရှိခဲ့တယ်ဆိုတော့ဒီလက်နဲ့အကြီးအငယ်တွေကိုကျတော့ကအာလုံခြုံတဲ့နေရာကိုပို့ရမှာဖြစ်တယ်ပြီးလို့ရှိရင် ကျတော့တော်လာရဲတွေအားလုံးလည်းလုံခြုံတဲ့နေရာကိုရောက်ရမှာဖြစ်တယ်ဒါပေမဲ့ ဒီခေရလက်နဲ့ဒီလုံချုံတဲ့နေရာကိုမရောက်သေးဘူးတော်လာရဲဒီလည်းအားလုံးလုံချုံတဲ့မရောက်ခင်မှာအင်ဒိုကိုရရှိသွားတယ်ဆိုတော့တည်င်းကအပြင်ကိုထွက်သွားခဲ့တယ်အပြင်ကိုထွက်သွားလိုက်တဲ့အတွက်ကြောင့်စစ်ခွေးတွေကတိတဲ့အတိုင်းပဲခွေးရိုးပြန်ပြီးမှလေရင်ဘုံလာကျေးသွားတယ်ပြည်သူတွေကိုကျွားတော့ပြောပြချင်တယ်စစ်ခွေးတွေလည်းဟေးနင်းတို့ကိုငိုလို့နိုင်တယ်ဆိုတဲ့အရာတွေကိုပြောပြချင်တာဒါတိတ်မှန်တယ်ရှစ်လနီးပါတိုက်ခဲ့ရတဲ့နေရာကိုအောင်းတယ်ဆိုတာကနင်းနင်းတော့အရေးချင်းတော့မဟုတ်ဘူးနင်းနင်းလေးပျော်တဲ့အ ပြောတော့မဟုတ်ဘူးကျွန်တော်တို့မြင်ရတဲ့လူတောင်တလောက်ပြောရင်တိုက်တဲ့သူတွေတော့ပို့ပြောมาပဲเนาะဒါကိုနားလေပေးပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အသက်ရဲ့လုံခြုံရေးအတွက်ကိုယ့်ရဲ့အဖွဲ့တည်းရဲ့လုံခြုံရေးအတွက်เนาะစဉ်းစားပြီးတော့အော်ဒီတည်င်းတွေကိုကိုနဲ့အတူကိုယ့်ရဲ့တငယ်ချင်းတွေအားလုံးလုံခြုံတဲ့နေရာရောက်มาပဲဆိုရှယ်မီဒီယာပေါ်မှာတင်ရအောင်လို့ကြွတခါထပ်ပြီးမှသတိပေးချင်တာဖြစ်တယ်နောက်ဆုံးအနေနဲ့ဝမ်တာဆီယာ အညာမှာကျတော့ PDF ဒီစစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှတော့လကောင်းဒီရဲတွေနဲ့เนาะတိုက်ပွဲတွေဖြစ်သွားတဲ့အခါမှတော့လကောင်းလက်နက်တစ်ခုကိုရဖို့ရအတွက်ကျတော့ PDF လေးတွေဘလောက်ထိအသက်စွန့်ပြီးမှတနတ်တွေလိုက်ကောက်တယ်လေဆိုတာတော့ကျတော့ဗီဒီယိုဒီမှာလည်းမြင်ခဲ့ဖူးတယ်เนาะဆိုတော့အခုဒီအင်ဒိုမှာလက်နက်တွေလက်နက်ကြီးပေါက်ဒီဒီဘုံတွေအများကြီးရရှိခဲ့တယ်ဆိုတော့အခုအညာ PDF တွေအတွက် လက်နဲ့အစ်စ်ဆန်းနေနော်ပြီးလို့ရှိရင်ဘုံတီးတွေအများကြီးပြန်ရရှိခဲ့တဲ့အတွက်ကြောင့်ဝမ်းသာတယ်နော်ဆိုတော့ကျတော့ PDF တွေလည်းလက်နဲ့အစ်စ်တွေထပ်ပြမတိုးတယ်လို့နော်မြင်ရတဲ့အတွက်ကြောင့်ဝမ်းသာတယ်ပြီးရင်အခုအင်းတို့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အခါမှာတို့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေအများကြီးရရှိခဲ့တယ်ဒီဆက်တီဟာကျမတို့တော်လာရဲတွေနဲ့ပြည်သူလူထုတွေကိုဒုက္ခပေးတဲ့ ဆက်ပစ္စည်းတွေဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်တို့လက်ထက်ကိုရောက်သွားပြီဒီတိုက်ပွဲထဲမှာပါဝင်သွားတဲ့ PDF အရောက်စီတိုင်း KIA စစ်သားတိုင်း PDF ရဲပေါ်တိုင်းအားလုံးကိုကျေးဇူးတင်တယ်ဂုဏ်ယူတယ်အလေးပြုတယ်လို့ပြောချင်တယ်နော်ကျတော့နောက်တရင်တဲ့ပုံအနေနဲ့ကတော့အခုဒီ MNDAAD ရဲ့ကိစ္စနဲ့ကြွပြောချင်တယ်ကျတော့ဒီ MNDAAD ကတော့လာရှော့ကနေထွက်ခွာသွားတော့မဲဆိုတာကိုလည်းကျတော့အားလုံး လို့လို့တည်ပြီးသားဖြစ်တယ်လို့အခုဒီ MNDAA ကောင်းဆောင်ကတော့ရှမ်းမြောက်မှာကြက်ရှုံးသွားတဲ့ရေပေါ်ဒီရဲ့တင်းချိုင်းကိုသွားပြီးမှဂါရဝသွားပြုတ်တယ်ဆိုတော့အကြောင်းလေးကျမတို့သိတယ်လို့ဒီ live show တိုက်ပွဲထဲမှာအပြင်းထန်ပျက်စီးသွားတဲ့အိမ်ထောင်300နဲ့ကိုယ်အိမ်ကိုပဲအရင်တအိမ်ကို350ပေးမယ်လို့ပြောတယ်။တရင်ထွက်နေတာကတော့ တရုတ်ဘက်ကနေမှတအိမ်ထောင်ကိုတရုတ်ငွေ9000ပေးတယ်9000ဆိုလို့ရှိရင်မြန်မာငွေနဲ့က3300လောက်ရှိတယ်လို့ပြောတယ်တအိမ်ထောင်ကိုတရုတ်ငွေ9000ပေးပေမဲ့အခုပြည်သူလူထုတွေကတော့3000ပေးတယ်လို့ပြောတယ်နည်းနည်းပါပါလေးပဲပြည့်စည်သွားတဲ့အိမ်တွေကိုလည်းပဲဆက်လက်ပြီးတော့သူတို့ဘယ်လိုလုပ်မလဲဆိုတာကိုတိုင်ပင်မယ်လို့ပြောတယ် MNDAAD က20မရောက်ခင်မှာသူတို့ဒီလာရှိုးကနေထွက်သွားတဲ့အခါမှာစစ်ခွေးတွေဝင်လာမယ်ဒါပေမဲ့စစ်ရဲအခြေအနေကို ဆက်လက်ပြီးကင်သွယ်ပေးဖို့ရန်အတွက်ဆိုပြီးမှတရုတ်ဒီကလာရှိုးမှာယုံတစ်ခုကိုလာဖွင့်မယ်လို့ပြောတယ်ဆိုတော့အခုဒီတရုတ်ဒီက ယုံတောင်လာဖွင့်ပြေးမှာ MNDAAD နဲ့စစ်ခွေးလေးကြားမှာလာဖြန့်ဖြဲပြီးယုံခန္ဓာဖွင့်မယ်ဆိုတော့ဒီလာရှိုးကတရုတ်နဲ့ဆိုင်တာလားမြန်မာပြည်လားဆိုတာတော့တိတ်တောင်မှမသေးကွဲတော့ဘူးเนาะအရင်တော့ကလည်းကျမ၃လေးခါပြောပြီးပြီကျဲတော့မြန်မာနိုင်ငံတလဲမှသူများလက်ထဲမှာပါသွားတယ်ဆိုလို့ရှိရင်ပါသွားအောင်လုပ်တဲ့တရေခါဟာစစ်ခွေးတွေဖြစ်တယ်လို့ပြောတယ်ဆိုတော့အခုဒီလာရှိုးလဲ MNDAAD ကိုမောင်းထုတ်ပြီးမှအခုအစိုးရယုံခန့်နေလာဖွင့်မယ်လို့ပြောတဲ့အခါမှာ တရုတ်တီကလာထိုင်တာတာစစ်ခွေးတွေရဲ့တာဝန်ဖြစ်တယ်ဆိုတော့အဲ့မှာမပေးနိုင်တဲ့အရာတစ်ခုကပါလဲဆိုတော့ ဒီလရှိုးတိုင်းဌာနကိုရရှိဖို့ရန်အတွက်အသက်ပေးခဲ့တဲ့ PDF တွေနဲ့တူတခြားသောတော်လာရဲတွေရဲ့အသက်ကိုတော့ဘလောက်ပေးပြီးမှပြန်ရွေးနှုတ်မလဲဆိုတာတော့မေကိုရှိတယ်ဒီကိစ္စကိုကြည့်ပြီးမှကျွတ်ပါပြောချင်တယ်လဲဆိုတော့ကျွတ်တို့ရဲ့ဒီစစ်ခွေးတွေကိုမောင်းထုတ်တဲ့တော်လာရဲကနီးလာပြီဆိုပေမဲ့ဆက်လက်ပြီးတော့လဲကျွတ်တို့တိုက်နေရမှာဖြစ်တဲ့အတွက်အကြောင်း ငါကတော့တယုတ်ဒီရဲ့ဩဇာကိုဆက်လက်ပြီးတော့ခံနေရအောင်ပါပဲငါတို့ကတော့တယုတ်ဒီရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့သူဖြစ်တယ်လို့စဉ်းစားထားတဲ့အဖွဲ့တွေရှိခဲ့ရင်တော့အော်မပါဘဲနဲ့အခုဒီအချိန်မှာနားလိုက်တာတော့ပိုကောင်းလိမ့်မယ်လို့တော့ကျွန်မအဲ့လိုထင်တယ်။ဘာကြောင့်လဲဆိုတော့ခဏနေကြလို့ရှိရင်ငါတို့ဒါကိုရရသွားတယ်ဒါပေမဲ့တယုတ်ဒီကပြန်ပေးခိုင်းလို့ပေးလိုက်ရတယ်ဆိုလို့ရှိရင် မတည်တဲ့နဲ့တည်တည်ပြီးမှเนาะမဖြစ်တဲ့နာတွေဆက်လက်ပြီးတော့မဖြစ်ခင်မှာ ကိုကတယုတ်ဒီရဩစာညောင်းနေဆိုလို့ရှင်တော့ဒီတော်လာရဲထဲမှာမပါဘဲနဲ့တမျိုးတဖုံနဲ့ကျွားတော့တော်လာရဲကိုပံပိုးပါလို့ပဲကျွားကအဲ့လိုပဲပြောချင်တယ် MNDAAD လဲတနည်းတဖုံနဲ့တော့တော်လာရဲထဲမှာတော့ဆက်လက်ပြီးတော့ပါဝင်လာမယ်လို့တော့ထင်တာပဲဒါပေမဲ့ထင်တာမထင်တာထက်အခုဖြစ်နေတဲ့ကိစ္စကတော့ကျွားတော့တက်ပေးခဲ့ရတဲ့ PDF တွေနဲ့ တော်လာရဲတွေအတွက်တော့စိတ်မကောင်းစရာတခုဖြစ်တယ်လို့ကျွန်မအဲ့လိုမြင်တယ်နော်ပြီးရင်နောက်တစ်ခုအနေနဲ့တော့အခုငလျင်ကိစ္စနဲ့နည်းနည်းလေးထပ်ပြမပြောချင်တယ်ကျတော့မြန်မာနိုင်ငံကအလုတ်သမားတွေအများကြီးလည်းပဲထိုင်းမှာရှိတယ်အစိုးရတွေရဲ့အာစီးရင်စီယုံအဆောက်အုံကြီးကိုလုတ်ရင်းနဲ့ငလျင်ထဲမှာပါသွားတဲ့တချို့တော့အလုတ်သမားတွေရှိတယ်ဆိုတော့အခုထိုင်းကနေတော့ဒီအသက်ပေးသွားတဲ့အလုတ်သမားတွေကိုအလုတ်သမားဝန်ကြီးဌာနချုပ်ကနေမှာ ေသွားတဲ့အလုတ်တမတူဦးကိုထိုင်ဘတ်တတန်ကနေမှနတန်အထိပေးသွားမယ်လို့သူတို့ပြောသွားတယ်။တန်ရရရှိတဲ့သူဒီကိုလည်းအလုတ်မလုတ်နိုင်တဲ့အချိန်မှာ စားဖို့ရအတွက်တယောက်ကိုဘတ်ခဏထောင်းနဲ့900ပေးမယ်။အနည်းဆုံး6လအထိထောက်ပံ့သွားမယ်ဆိုတော့ကိုအလုတ်တမဝန်ကြီးဌာနနဲ့လူမှုဖိုလုံရဲတပ်အဖွဲ့ကနေမှပူပေါင်းပြီးမှဆောင်ရွက်သွားမယ်ဆိုတဲ့ဥစ္စာကိုပြောသွားတယ်။အခုဒီတေသွားတဲ့အလုတ်တမတွေကတော့ တို့ရဲ့မြေတဆုဝင်နေကနေမှရှောက်ရမယ်။ရှောက်ပြီးတဲ့နေ့ကနေမှ15ရက်အတွင်းကိုစစ်စစ်ပြီးတော့ပတ်စံတွေပေးသွားမယ်လို့ပြောထားတယ်။ဒီပေးသွားတဲ့ထဲမှာထိုင်းရောဒီမြန်မာလုံသမားတွေရောရွှေပြောင်းလုံသမားတွေရောဘ누구ကမျက်နှာမလိုက်ဘူးအားလုံးကိုညီတူညီမျှခံစားခွင့်ပေးမယ်လို့ အလုတ်တမဝန်ကြီးဌာနကနေမှတရားဝင်ထုတ်ပြန်ထားပြီဆိုတော့ကျတော့မြန်မာနိုင်ငံမှာတော့တရားကို30သိန်းပေးမယ်တဲ့30သိန်းဆိုတော့ကျတော့ဒီ time ban နဲ့ဆိုဘလောက်လဲဆိုတော့နင်တို့ဖာနင်တို့ပဲတွေ့อยู่ကြတော့စစ်ခွေးတယ်ပြီးလို့ရှိရင်အခုခွေးချဖို့ကနေမှငလင်းထဲမှာဆုံးသွားတဲ့သူတွေအတွက်တယောက်ကို30သိန်း30သိန်းပေးမယ်လို့ပြောသွားတဲ့အချိန်မှာဘောမတွေကပြောလေဆိုတော့ဒီ30သိန်းပေးတာကိုပြည်ဖြစ်မီဒီယာတွေ ်အတန်ဖက်လူတွေကတော့နဲတယ်လို့ပြောတယ်ဒီပက်ဆန်တွေကငရုတ်ကတယောက်ကို30တိန်30တိန်ပေးရတာမှနင်းတို့တွေ့ကြည့်ပါတန်တဲ့ပက်ဆန်တွေကိုငရုတ်ကလမ်းနေခင်းရမယ်အဆောက်အုံတွေအများကြီးပြန်လုပ်ရမယ်ထူပြန်နဲ့ထူထောင်ရဲအတွက်တုံးရမယ်လို့ပြောတယ်ဆိုတော့ဒီကိစ္စနဲ့အဲပတ်သက်ပြီးတော့အခုဥရောပ တမကောက် EU ကဘာစကားပြောလာလဲဆိုတော့မြန်မာနိုင်ငံကို Euro ဆက်တန်းကိုထပ်ပြီးမှပေးသွားမယ်လို့ပြောတယ်။အဲဒီဥစ္စာကိုသူတို့ကအတိအကျပြောပြီနော်။ဘာအတွက်သုံးရမလဲဆိုတစ်ကားတဲ့။အခုဒုက္ခရောက်နေတဲ့ပြည်သူလူထုတို့အတွက်လုံခြုံတဲ့အမွန်းအကာတွေကိုရရှိဖို့ရအတွက်ဆေးဝါးတွေအတွက်ပြီးလို့ရှိရင်ရေတန့်တွေကိုကောင်းကောင်းလေးသုံးဆွဲနိုင်ဖို့ရအတွက်နဲ့ပျောက်ဆုံးနေတဲ့မိသားစုတွေကိုပြန်လည်ပေါင်းစည်းတဲ့အခါမှာသုံးဖို့ရအတွက်ကယ်ဆယ်ဖို့ရအတွက်ဖြစ်တယ်ဆိုပြီးမှပြောတယ်။ဆိုတော့သူမြ များတွေဟာဒုက္ခရောက်တဲ့ပြည်သူတွေကိုကူညီဖို့ဖြစ်တဲ့မြန်မာနိုင်ငံမှာပျက်စီးနေတဲ့လမ်းကိုပြင်ဆင်ဖို့ရာအတွက်သူတို့ပေးတာမဟုတ်ဘူးနော်အခုဒီအမေရိကဒီရော စင်ကာပူဒီအိန္ဒိယဒီအားလုံးပေးတဲ့ပက်ဆာဟာမြန်မာနိုင်ငံမှာပျက်စီးနေတဲ့လမ်းကိုပြင်ဖို့ရာအတွက်မဟုတ်ဘူးငလျင်မှာဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေကိုကူညီအတွက်ဖြစ်တယ်ပြီးလို့ရှိရင်အခုဥရောပသမဂ္ဂကဘာပြန်တိုက်တွန်းထားတယ်လဲဆိုတော့ကူညီမဲ့လူတွေကို အသက်ကဲတင်အထောက်ပံ့တွေကိုဘေကင်းစွာနဲ့ထိထိရောက်ရောက်ပေးနိုင်ဖို့ရန်အတွက်လူသားချင်းစာနာထောက်ထားတဲ့ဖွဲ့စည်းတွေကိုဘေကင်းလုံခြုံစွာနဲ့အကန့်အသတ်အစီမရှိဘဲနဲ့တွာလာနိုင်ဖို့ရန်အတွက်ဆိုပြမှာတက်ဆိုင်တဲ့အဖွဲ့စည်းတွေကိုတိုက်တွန်းတယ်လို့ပြောတာဒီပေပင်တာကစစ်ခွေးတွေလေဆိုတော့တစ်စစ်ခွေးတွေကိုဒီလိုမျိုးအခုဥရောပတမကကနေမှဒီလိုမျိုးတိုက်တွန်းပြောဆိုထားတာဖြစ်တယ်ပြီးလို့ရှိရင်အခုစစ်ခွေးတွေဘောမတွေနင်းတို့အကုန်ကြားပြီနော် သူများနိုင်ငံကပေးတဲ့ဥစ္စာကမြန်မာနိုင်ငံမှာပြည့်နေတဲ့လမ်းပြင်ဖို့လည်းမဟုတ်ဘူးနင့်တို့ရဲ့နေပြည်တော်မှာပြည့်စည်နေတဲ့နင့်တို့ရဲ့စစ်ခွေးတွေရဲ့အိမ်တွေကိုဆောက်ဖို့ရတော့လည်းမဟုတ်ဘူးအခုငလျင်ထဲမှာဒုက္ခရောက်နေတဲ့သူတွေပြည်သူရှင်ကြီးထဲမှာတိတ်တဘောကြဆာကောင်းတဲ့အရာတစ်ခုကပါလဲဆိုတော့ငလျင်မှာတည်ဆုံသွားတဲ့သူတွေနဲ့ပျောက်ဆုံးသွားတဲ့မိသားစုတွေပြန်လည်ပြီးပေါင်းစည်းစုံစည်းနိုင်ဖို့ရအတွက် ဒီပတ်စံပါဝင်တာဖြစ်တယ်ဆိုတော့သူများဒီကတော့လူသားချင်းစာနာတယ်လို့ပြောတဲ့အခါမှာငါစားရတယ်လို့နင်းစားရပါစေငါအိပ်ရတယ်လို့နင်းလည်းအိပ်ရပါစေဆိုတော့စိတ်ဓာတ်တွေနဲ့ပေးတာ မြန်မာနိုင်ငံမှာလမ်းပြင်ဖို့မဟုတ်ဘူးလမ်းပြင်ဖို့ကကျတော့မြန်မာနိုင်ငံမှာငကိုကလေးကရှိပြီးသားဖြစ်တယ်ငလင်လုတ်တည်ဖြစ်စေမလုတ်တည်ဖြစ်စေလမ်းပြင်ရမှာကပြင်ရမှာပဲလမ်းဒရာတွေဆောက်ဖို့ရန်အတွက်နင့်တို့စစ်ခွေးတွေငရုပြည်သူတွေထဲကရထားတဲ့ပတ်စံတွေအများကြီးရှိတယ်သူများနိုင်ငံကနေမှလာကူညီသွားတဲ့ဥစ္စာကနင့်တို့စစ်ခွေးတွေအသက်ရှူချောင်ဖို့နင့်တို့စစ်ခွေးတွေရဲ့စစ်ဌာနကိုပြန်လည်မိုးမှန်ဖို့နင့်တို့စစ်စစ်ခွေးတွေတုံးဖို့ရန်အတွက်သူများပေးတာမဟုတ်ဘူး အခုဒီသူများနိုင်ငံကလာပေးတဲ့ပတ်စံတွေကိုနင်တို့လက်တလုံးကြားလုပ်တယ်ဆိုတာကကဘာတိလာတဲ့အတွက်ကြောင့်အခုဥရောပတမကကတော့ပြောပြီးပြီဒီနေရာမှာပဲတုံးပါဆိုပြီးမှအတိအကျပြောထားပြီနော်စစ်ခွေးတွေနင်တို့မှတ်ထားဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျတို့တော်လာရဲတွေရအောင်ပွဲနဲ့ပြန်ပြောချင်တယ်မန္တလေးတိုင်းမြင်းချမ်းမြို့အမတ်ဆက်ရှိရက်ွက်မှာရှိတဲ့စစ်ခွေးတွေရအထိုင်ချထားတဲ့စခန်းကို မင်းချန်ဘလတ်ထိုင်ကတပ်ဖွဲ့နဲ့ညီနောင်အဖွဲ့တွေကနေမှဧပြီလ6ရက်နေ့တုန်းကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာစစ်ခွေးအကောင်14ကောင်တေသွားတယ်နော်နင်းနေနုံနုံမဟုတ်ဘူးပြီးလို့ရှိရင်ဒီအမတ်18ရက်အုတ်ထုတ်ရဲမိုးအပါဝင်စစ်ခွေး10ကောင်ကတော့ပြင်းပြင်းထန်ထန်တရားရရှိတယ်လို့ပြောတယ်ပြီးတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့နောက်မှပဲဒီမင်းချန်ဘလတ်ထိုင်ကာကနေမှထုတ်ပြမယ်ဆိုပြီးမှတည်င်းထုတ်ထားတာကိုတွေ့ရတယ် ဆိုတော့ဒီလိုမျိုးပြောနေတဲ့အချိန်မှာ April 9ရက်နေ့တုန်းကတနိုင်းမှာကျတော့ KIAD နဲ့စစ်ခွေးတွေတိုက်ပွဲဖြစ်တဲ့အခါမှာစစ်ဘိုးဝင်းမိုးကျော်က April 9ရက်နေ့တိုက်ပွဲမှာတေသွားခဲ့တယ်။သူ့ကိုတော့ရှေ့တန်းတနေရမှာမြုပ်လိုက်တယ်ပြီးရင်ရက်လက်စွန်းကိုလုတ်တဲ့အခါသူ့အမေထုတ်ပြောလာတဲ့အရာကတော့တိတ်ပြီးမှယဉ်ထုမနာဖြစ်တဲ့။ဘာကြောင့်လဲဆိုတော့သူက စစ်ခွေးတွေဘက်ကနေမှထွက်ချင်တယ်သူထွက်ပြေးလို့ရှိရင်တော့သူ့မိသားစုကိုပြစ်စစ်ခွေးတွေဘက်ကနာချင်းချောက်တယ်လို့ပြောတယ်ဆိုတော့အခုဒီဒေါ်လာရဲထဲမှာနင့်တို့ကစစ်ခွေးတွေဘက်မှာပါချင်တယ်မပါချင်တယ်နင့်တို့ကစစ်ခွေးဘက်ကိုရက်သွားပြီဆိုလို့ရှိရင်တော့ကျတော့ဒေါ်လာရဲတွေရဲ့ရန်သူဖြစ်တယ်ဒါကြောင့်တိုက်ပွဲဖြစ်ပြီးဟိတ်ဆိုလို့ရှိရင်တော့ငါကတော့နော်မဝင်ချင်ပဲနဲ့မလုံချင်ပဲနဲ့စစ်ခွေးတွေရဲ့လက်အောက်မှာလုံနေရတယ်လို့ပြောရင်လည်းငါတို့ကတော့ခြံထားလို့တော့မရတော့ဘူး 喏，大概第几集呢？ ။ဘာကြောင့်လဲဆိုတော့အခုဒီဘလဲပမော်ကစစ်သားတ12ယောက်ကနေမှအလင်းဝင်ရောက်လာတဲ့အခါမှာလဲကြောင်းသားတွေဖြစ်တယ်လို့ပြောတယ်။ဆိုတော့တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့နင်းကဝင်ချင်လို့လားမဝင်ချင်လို့လားလို့မသိဘူး။ရန်သူနဲ့တော်လာရဲတွေတိုက်နေတဲ့အတွက်ကြောင့်နင်းတို့ထိချင်လဲထိသွားလိမ့်မယ်။ဒါကြောင့်မို့စစ်မထန်ဥပဒေကိုအသက်သွင်းပြီးတဲ့အချိန်မှာနင်းတို့ပြောခဲ့တယ်ငါတို့ကတော့ဘယ်ဘက်မှမရဘူး။ငါတို့ကစစ်ခွေးတွေကိုအားမပေးလို့တော်လာရဲမှလည်းအားမပေးဘူး။ငါတို့ကအလေကလူဖြစ်တယ်လို့ပြောတယ်။မြန်မာနိုင်ငံမှာ ှာအလေကလူတွေနေမဲ့နေရာ မရှိဘူးစစ်ခွေးတွေဘက်ကဝင်မလားစစ်ခွေးတွေဘက်မဝင်တော့လားရဲဘက်မှာဝင်မယ်နှမျိုးပဲရှိတယ်ဆိုတော့ဂျာနေဆိုပြီးမှစစ်ခွေးတွေနင်းတို့ကိုမဖမ်းဘူးလဲလဲမထင်နဲ့ဒါကြောင့်မို့အရင်တော့ကလည်းကျွန်မတည်င်းထဲမှာခဏခဏပြောခဲ့တယ်လို့ပဲစစ်မတိုက်ချင်ဘူးလားကိစ္စမရှိဘူးနင်းတို့ကိုဒီနေ့ငါတို့စီလာပါဆိုတာနင်းတို့ကိုငါတို့ကအကွယ်ပေးချင်လို့ဖြစ်တယ်ကျတော့တော်လရဲတွေဘက်ကိုဝင်သွားတယ်ဆိုလို့ရှိရင်တော့နှုတ်ကိုစစ်တိုက်ခိုင်းမှုမပြောနဲ့အခု PDF တွေနော်ရှက်တမ်းမသားရလို့စိတ်ကောက်နေတာအများကြီးရှိတယ်ဒီစခွေးတွေဘလောက်မုန်းတယ်လဲဆိုတော့စခွေးတွေကိုတတ်ချင်တဲ့အတွက်ကြောင့်ရှစ်တန်းမတော်ရရင်တောင်းမှစိတ်ကောက်တဲ့ PDF တွေအများကြီးရှိတယ်။ဒါကြောင့်ကိုကမတော်ချင်ဘူးဆိုလို့ရှိရင်ကြွတော့တော်လာရဲတွေဘက်ကမှအတင်းနှုတ်ကိုရှစ်တန်းကိုမလွတ်ဘူး။ เนาะဒါပေမဲ့နင့်တို့ဘုရားလုံခြုံဖို့ရန်အတွက်ကျွတ်စီမှာလာနေမှာနင့်တို့ကိုစစ်ခွေးတွေကလာမခေါ်နိုင်မှာဆိုတော့အခုဒီဘိုဝင်းမိုးကြောကနေမှာသူကတော့အဲစစ်ခွေးတွေစီမှာမလုံချင်တော့ဘူးလို့သူပြောတယ်မလုံချင်ဘူးဆိုလို့ရှိရင်အစကတည်းက PDF တွေနဲ့ဆက်တွေလုပ်ပြီးမှမိသားစုတစ်ခုလုံးကျွတ်တော်လာရဲတွေစီမှာဝင်သွားလို့ရှိရင်အခုသူဟာအသက်ရှင်လက်နဲ့နေရမှာဖြစ်တယ်ဒါပေမဲ့သူဒီလမ်းကိုသူမရွေးခဲ့ဘူးလေငါကမလုံချင်ဘူးမလုံချင်လို့ပြောပြီးမှ စစ်ခွေးတွေဘက်ကိုရှိနေတယ်ပြီးရင်အခုဒီတိုက်ပွဲထဲမှာသူကစစ်ခွေးတဲ့ဘက်မှာရှိနေတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်တဲ့အခါမှာသူ့ကြောင့်ကျတို့တော်လာရဲတွေဘယ်နှောက်တွေသွားပြီလဲဆိုတာလည်းကျတော့မသိဘူးဒါကြောင့်တနာတာကတတ်တတ်လှုပ်တင်လှုပ်ထိုက်တာကတော့ကျမတို့လှုပ်သွားမှာပဲအခုမြို့တွေရွာတွေထဲမှာရှိနေတဲ့နော်လူငယ်လူရွယ်တွေကိုလည်းပြောချင်တယ် ကျတော့မြန်မာနိုင်ငံမှာဟာကြားနေလုံးဝမရှိဘူးဆိုတာကိုမှတ်ထားပါ ကျတော့တော်လာရဲတွေကိုထဲမှာမဝင်ချင်ဘူးဆိုပြီးမှနင်းနေလို့ရှင်နင်းတို့ကအချိန်မရွေးစစ်ခွေးတွေကိုဖမ်းသွားမှာဖြစ်တဲ့စစ်ခွေးလက်ထဲရောက်သွားပြီဆိုလို့ရှင်တော့အပြန်လာမရှိဘူးဆိုတာလည်းနင်းတို့မှတ်ထားပါလို့ပြောချင်တယ်နော်ပြီးရင်နောက်တဲ့ရင်တဲ့ပုတ်အနေနဲ့ကတော့ April 3ရက်နေ့တုန်းက ခွေးချဖို့ကနေမှခွဲခေါက်တောင်းဖို့ရန်အတွက်သူတို့ရဲ့ဘောမတွေအားလုံးကိုခေါ်တဲ့အစည်းအဝေးထဲမှာသူပါပြောသွားလဲဆိုတော့ကျွန်တော်ဒီဒေါ်လာရဲကိုဆက်လက်ပြီးတိုက်သွားမယ်။နော်ရို့ရာအရာတကြံပွဲကိုဆင်နွှဲမယ်လို့ပြောတယ်။အဲ့အချိန်တုန်းက MNDAAD နဲ့ TNLAD ကတော့ အစတော့ကတော့သူတို့လည်းတကြံလုံးမယ်ဆိုပြမှာတကြံမှန်တတ်တီးကိုစောက်ထားတာဖြစ်တယ်။ဒါပေမဲ့ဒီငလျင်ကြောင့်ပြည်သူတွေဒုက္ခရောက်သွားတဲ့အချိန်မှာသူတို့ကတကြံမလုံတော့ဘူးဆိုပြမှာကျင်းညာတယ်ပြလို့ရှင်လဲသူတို့စောက်ထားတဲ့တကြံမှန်တတ်တီးကိုလည်းဖြုတ်သိမ်းတယ်။အဲ့ဒီအချိန်မှာ စစ်ခွေးတွေကဆက်ပြီးမှမန္တတီဆောက်တယ်။ဒါပေမဲ့ဒီခွေးကျဖို့ကတော့ဒီထိုင်းအစည်းအဝေးကိုတက်ပြီးပြန်လာတဲ့အချိန်မှာနော်ဘသူကများသူ့ကိုမြှို့ရှို့လိုက်တယ်လဲမှမသိတာ။ဆိုတော့အခုကတော့ရန်ကုန်မြို့တော်ခမ်းမတွေမှာရောပြည်သူရင်ပြင်ထဲမှာတွေရောဆောက်ထားတဲ့အဲမန္တတီကိုဖျက်သိမ်းတယ်လို့ကြားရတယ်။ နော်ဆိုတော့ဒီဥစ္စာနဲ့တစ်ချိန်တည်းမှာပဲအခုကျမတို့ရေဥမြွတ်နယ်ဘက်ကနယ်မှာလဲနော်စစ်ခွေးတွေကတော့အမြဲတမ်းခွေးယူပြန်ပြမဘုံကျဲတာတွေမျိုးစုံတော့ဒုက္ခတွေပေးလာနိုင်တဲ့အတွက်ကြောင့်တော်လန်တကြံလောက်ကြပါစစ်ခွေးတွေနဲ့ဝေးဝေးနေပြီးလို့ရှိရင်လည်းစင်တွေဆောက်ပြီးမှတချင်းဆိုမြို့တူကပြီးမှတကြံကိုမလောက်ကြပါနဲ့ဆိုပြီးမှတော့ ပြည်သူလူထုတွေကိုတတိပေးထားတဲ့အရာရှိတယ်ဆိုတော့ကျွန်တော်တော်လာရဲတယ်လေအခုတစ်ချက်ကကျွန်တော်ယူယူတော်လန်တကြံပဲလောက်တာမဟုတ်ဘူးအခုကကျွန်တော်ရဲ့ one နဲ့တကြံလေးဖြစ်တယ်เนาะပြည်သူတွေအများကြီးမိဘတွေတာသမီတွေစုံရှုံရတဲ့အဲအချိန်ဖြစ်တဲ့အတွက်အကြောင်းကျွန်တော်ပြည်သူလူထုတွေသူတပားကိုဆာနာထောက်ထားတဲ့အနေနဲ့ပြလို့ရှိရင်ကိုယ့်ရဲ့အသက်လုံးချုံဖို့ရာအတွက် ကိုယ့်ရဲ့တိုင်းပြည်လုံခြုံဖို့ရန်အတွက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းအားလုံးလုံခြုံဖို့ရန်အတွက်တော်လန်ရဲ့တကြံလှုပ်ခြင်းအပြင်ဒီတကြံထဲမှာပါဝင်ရအောင်လို့အားလုံးကိုလည်းကြွဖိတ်ခေါ်ချင်တယ်ပြည်သူတွေအားလုံးကြမ်းမပြူရှိကြပါစေ